ငါလေးလေးနဲ့နောက်ပြီးဒီနှစ်ထဲမှာကိုဘူးပေါ့နော်ကိုဘူးချောင်းရမယ်ဒီချိန်လဲနည်းနည်းတော့ထိုးတင့်နေပေါ့နောက်တစ်ခုနှစ်ကန့်နဲ့ဖြတ်လိုက်တယ်ဆိုရင်ကျွန်တော်ပြောချင်တာကဒီကလင်နာမှာ669လို့ထောင်းတာဒါပထမကတ်ဒီမှာ669လို့ထောင်းတာဒီမှာ669လို့ထောင်းတယ်နော်ဒါဒုတိယကတ်အဲ့ဒါလို့ထောင်းပြီဆိုတာ ਨੇ သူ့ရဲ့နောက်နှစ်ထဲမှာ ထိတ်စည်းနှခတ်ခါနှခတ်အပိတ်နှခတ်ဆိုပြီးကစားတယ်နော်ထိတ်စည်းကနှခတ်ဒါကပေါ့ထွက်ထွက်ရင်တကွက်သေးပဲအာမောက်ရံပေါ့ဟုတ်လားဒါပေမဲ့ဒီလိုမျိုးဒေးကြီးကြတော့နည်းနည်းလှည့်စားတတ်လို့ရံရင်ရံပေါ့ထိတ်စည်းနှခတ်ခါနှခတ်အပိတ်နှခတ်ဒါကလနာတစ်ပြင်လုံးမှာကျွန်တော်တို့တစ်ခေါက်တော့ရှာပြီးပြီနောက်ရဒီဆက်နှွေးပြီးမယ်ပြောချင်တာကဒီ669လို့ထောင်တာနဲ့သူ့ရဲ့နောက်နေထဲမှာကနန်းအထက်အောက်နှခတ် ပေါ့လှန်နေပေါ့ဗျာเนาะထိတ်စီးနှက်ခတ်ခါနှက်ခတ်အပိတ်နှက်ခတ်အဲ့ဆိုရင်ဒီတပွဲလို့ဆိုရင်ဒီတပွဲလို့ဆိုရင်ဘယ်ဟာကြလဲဆိုတော့ထိတ်ထိတ်စီးနှက်ခတ်ဆိုရင်ဒါတပတ်တပတ်နှက်ကစီးကိုနားလဲပြီးတော့ကြိုက်တဲ့လူကြတော့သဘောပေါက်မယ်ထိတ်စီးနှက်ခတ်ဆိုရင်ငါးနှက်ခတ်၃၆နှက်ခတ်၉၃နှက်ခတ်၅၃ကုန်း၅တကွက်ထဲပဲရတယ် အဲ့တော့အာတော့ရန်3ကုန်းကားကိုတဲထိုးပေါ့ဒါကနှစ်ကက်လေးနဲ့ဖြတ်လိုက်တာ3ကက်ကြောင့်ရင်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က3ကက်မြောက်ကိုပါဝါလှန်ဆိုတာလိုက်သေးတယ်လေတို့ပေမဲ့ရှေ့လှန်လိုက်နောက်လှန်လိုက်တဲ့မရတော့ဘူးပေါ့နော်မပေးဘူးပေးရင်လည်းဒီနှစ်မှာလှည့်စားမှုနဲ့ပေးရင်ပေးတတ်တာပေါ့ပါဝါလှန်တာကအဲ့ဒါကြောင့်မို့နည်းနည်းထူချမှုရှိတဲ့ line လေးတွေကြတော့နှစ်ကက်ပဲရှိတာလေးတွေကြတော့ထူချမှုတွေ့တာလေးတွေကိုရှာထူချမှုလေးတွေကိုရှာတွေ့တဲ့အခါကျရင်အဲ့ဒါလေးတွေကိုလိုက်မြားတော်အဖြစ်ကပေးတယ် ျွန်တော်ပြောခဲ့သလိုပေါ့ဒီမှာလေနှစ်ဦးမှာတင်ငါးကိုလုံးလို့တစ်ထိတ်နဲ့ကြာလို့24ချိန်မှာသူကတစ်ထိတ်နဲ့ကစားသွားတယ်တစ်ထိတ်နဲ့ကစားတယ်ကစားပြီနဲ့သူ့ရဲ့နောက်နေထဲမှာတင်းနောက်ပူဆိုပြီးကြာတယ်သူကြာတော့ငါးကိုရှည်ရွဲရဲ့ကနားပေါ့ဗျာရှစ်နှစ်ကမှာတော့သူကဒီတလေးနှစ်တည်းနဲ့အချိန်ကြိုက်တည်းကြာပြီးမှဒီကနားကသူ့ရှစ်ရှစ်နှစ်ထဲကကနား၉နှစ်မြောက်ကလာခဲ့တဲ့ကနားအဲဒီလိုမျိုးပေါ့နော်ဒီမှာနှစ်ဦးအဲ့လိုကြာခဲ့လို့သူကတင်းနောက်ပူဆိုပြီးနောက်နှစ်ကိုကြာခဲ့တဲ့အတွက်ကြောင့်ဒီမှာ ဒီဆောင်ကိုကြားတယ်ဒီကဏန်းဟာသူ့ရှင်းနေထဲက9 9ရဲ့အပေါ်ကကဏန်းဖြစ်တယ်အဲ့ဒီ9 9ရဲ့အပေါ်ကကဏန်းဟာဘယ်ကလာလဲဆိုဒီ9အပူ9ကနေရေလိုက်ရင်1 2 3 4 5 6ကို6 9နေမြောက်ကလာခဲ့တဲ့ကောင်ကိုလေးလေးရဲ့ရှေ့ကောင်ပေါ့ဗျာဘောတရားပြောမယ်ဆိုတော့22ကြိမ်ကဏန်းနေပေါ့နော်22ကြိမ်ကဏန်း အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာလဲသူက2ဦးမှာတင်ငါကိုတစ်ထိတ်နဲ့တကယ်လို့24ချိန်မှာတစ်ထိတ်နဲ့ကစားသွားခဲ့တယ်။ကစားပြီနဲ့သူ့ရဲ့နောက်နှစ်ထဲမှာတစ်နောက်ဘူးဆိုပြီးတော့လိုက်ခဲ့တယ်။ဒီမှာလိုက်ခဲ့။ပြောခဲ့တယ်နော်အဲ့တော့ကလေအဲ့လိုလိုက်ပြီးပြီဆိုတာနဲ့သူကဘယ်မှာလိုက်လဲဆိုတော့ဒီငါကိုခွန်ရဲ့ဇောင်းကိုလိုက်တယ်။လိုက်ပြီးရတယ်အဲ့ဒီငါကိုခွန်ဟာသူ့ရှင်းနှစ်ထဲကသူ့ရှင်းနှစ်ထဲက ကနန်းကိုနစ်ခွန်ပတ်လေရဲ့အပွားကောင်အဒီကနေရေးလိုက်ကိုနစ်မြောက်ကဒီကနန်းပဲ1234569ခွန်ရှိကိုကိုနစ်မြောက်က20နဲ့နှစ်ကြိမ်ကနန်းနေဖြစ်တယ်လေးလေးကိုပေါ့နော်ပထမကတ်ဒုတိယကတ်မှာတော့သူကပုံစံတူကစားရဲဆိုတာလေအဲပထမကတ်နဲ့ဒုတိယကတ်ဆိုတာတော့ပုံစံတူကစားရဲဆိုတာပေါ့အဲ့လိုလုပ်ပြီးတာနဲ့ဒီခုနှစ်ကိုပေါ့နော်ကိုနှစ်မြောက်လိုက်ထွက်တယ်ပေါ့ဗျာထွက်ပြရတဲ့သူနှစ်ဦးမှဒီတင်္ဃာကိုတိထိန်နဲ့တဲလို့24ချိန်မှတိထိန်နဲ့ကစားရတယ်ပေါ့ဗျာကစားပြီးတာနဲ့အဲ့ဒီ တကနှစ်ဦးတိထိတ်24ချိန်တိထိတ်မှာကစားလို့သူ့နောက်နှစ်မှာတင်းနောက်ဘူးကြတဲ့အချိန်ဒီကောင်ရဲ့ဇောင်းကိုကြခဲ့တာဒီကောင်ကခုနှစ်ကိုဘဝကနောက်နှစ်ကိုလာမဲ့အချိန်မှာသူသူကနေ1 2 3 4 5 6ခုခုနှစ်မြောက်ကိုတော့တက်ပြီးတော့သူရှေ့ကွက်မှာက၄နှစ်တင်းတဲ့အချိန်ကြီးရှိတာအဲ့လိုမျိုး၄နှစ်တင်းတဲ့အချိန်ကြီး အဲအဲ့လိုမျိုး live ထွက်ပြီးရမယ်သူ့ဇောင်းကိုချခဲ့တယ်ပေါ့နော်လင်းနေတဲ့အချိန်ကကိုထွက်တာသူ့ရှင်းနေတဲ့ခုနှစ်ကိုပေါ့ဇင်းမြစ်ကိုပြောရရင်တော့သူ့ရှေ့၉နှစ်မြောက်က၂၂ချိန်ကနန်းဟာခုနှစ်ကိုပေါ်မှာရွှေ့ခဲ့တာပေါ့ဗျာသဘောတရားကအဲဆိုရင်ကျွန်တော်တို့ဒီကောင်ကလည်းသူ့ရှင်းနေတဲ့ခုနှစ်ကိုပေါ်မှာရှေ့၉နှစ်မြောက်က၂၂ချိန်ကိုလေးလေးရဲ့ရှေ့ရကောင်ပေါ့ဗျာနှစ်ကပ်မှာပုံစံလူလောက်တာလောက်ပြီးရတဲ့သူကနောက်နှစ်ထဲမှာထွက်တော့ကြတော့ဟောဒီမှာသူကနေ1 2 3 4 5 6ခုနှစ်ခုနှစ်ချိန်ရဲ့ရှေ့မှာသူက နှစ်လေးတစ်အကျင်ကိုင်းနဲ့လှန့်ထွက်တယ်ပေါ့ထွက်ပြီးရတဲ့သူ့ရဲ့ဆောင်းမှာအဲ့ဒီတစ်ထိတ်ကကြာလို့တစ်ထိတ်တစ်နောက်ဘူးဆိုပြီးကစားရတယ်ပေါ့ကစားရဲဆိုတော့ဒီမှာလက်ကြည့်တိုင်းပဲငါးထိတ်ကြာလို့24ချိန်မှာငါးထိတ်ဆုံးတော့ငါးနောက်ဘူးဆိုပြီးတော့လိုက်ကြတာပဲငါးဘူးငါးခွအဲ့တော့တော့ပဲမသူမပေးခဲ့ဘူးဆိုရင်ကျွန်တော်မင်းညကပြောသွားတယ်ရှင်ငါးကိုဖော်မွေးပုံစံမျိုးလိုပဲမင်းညကပြောသွားတယ်မူလိုပဲသူဒီကတ်မှာမပေးဘူးပေါ့နော်ရှင်ငါးကိုတယ်လေ ဟို998ပေါ့998ကိုဒီအကျင်ဒီနှစ်ကိုထွက်ဆိုက်ရှိရဲဆိုတာလေ998ကို998ကဒီအကျင်မထွက်လဲမွေးတင်ကောင်းတယ်998လဲမွေးကနန်းနဲ့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီထဲမှာကျွန်တော်ကလန်နာအစ်တဲ့ပြမယ်ဒီကမွေးထားတဲ့ကနန်းလို့မွေးနိုင်တဲ့လူကမွေးကျင်တဲ့လူကမွေးထားဒီဒီကျင်လဲနှစ်ကစီးနဲ့ပြန်ဖြန့်ရင်ကောင်းနေတယ် ကျွန်တော်ကအဲ့ဒါဆိုရင်ကျွန်တော်မင်းညာကပြောသွားတဲ့ပုံဒီတင်္ဂါကိုကသူနဲ့ဒီပုံသာတူဒီမှာမလုံရင်သူနဲ့ပုံသာတူတာကကျွန်တော်ပြောဆိုဒီတင်္ဂါကိုကတစ်ထိတ်နဲ့ကြာလို့24ချိန်သူထိတ်ကတစ်ထိတ်မလို့24ချိန်တစ်ထိတ်နဲ့ပဲကစားတဲ့ခိန်မှာသူ့ရဲ့အောက်တပွဲကြောင့်မှာကိုးခုနောက်တွဲကြထားတယ်လीအဲ့ဒီကိုးခုနောက်တွဲကိုမင်းညာကလည်းရှင်းပြပေးခဲ့ပြီးပြီဟုတ်လားမင်းညာကလည်းကျွန်တော်ရှင်းပြခဲ့ပြီးပြီပေါ့ဗျာ ာလေးเนาะကျွန်တော်ကကစားတဲ့ခိန်မှာသူရအောက်တော့ဘွဲကြမှာဟုတ်အဲ့ဒီတော့ကိုခုနောက်တွဲတည်ခဲ့တယ်တဲပြီးရတယ်အဲ့ဒီကိုခုနောက်တွဲကိုသူရဒီထိတ်ထောင်နှလုံးဟာခွန်ကြောင်းအဲ့ဒီနှစ်ထဲမှာ30ကျော်တဲ့ခွန်နဲ့လုတ်ခဲ့လို့30မကျော်တဲ့ break ခွန်လိုက်ထွက်ပြီးတယ်ပြီးတော့ကျတော့သူကနောက်ထောင်နောက်ထောင်သုံးလုံးတုံရရဲ့အောက်ကိုလိုက်ထွက်ပြီးတယ် အဒုတိယကပ်မှာကျတော့ဒီတိုင်းပဲတင်ငါကိုကလင်နာတပြင်းလုံးမှာကိုခုနောက်တွဲရ၃ခွနောက်တွဲရအ၃ခွရှိခဲ့လို့သူက ထိတ်ကလည်းစီနီယာနဲ့လာခဲ့တာဟိုမှာကခွန်ဒီမှာက၈ကို၁၀မကျော်တဲ့၈နဲ့ဖြစ်ခဲ့လို့အဲ့ဒီနှစ်ထဲမှာဗရိတ်၈ကို၁၀ကျော်တဲ့ဗရိတ်၈နဲ့ညီမချင်းဖြစ်အောင်သုံးကလုံးလိုက်ချိန်ပေးတာသူကဗရိတ်၁၈ထွက်တယ်ထွက်တော့လေသူကနောက်ထောင်သုံးလုံးတုံညာပြီးတော့နောက်ထောင်သုံးလုံး၉ရအောက်ကိုထွက်ခဲ့တာအဲ့ဆိုရင်ဒီမှာသူမကစားခဲ့တဲ့အတွက်ကြောင့်ကိုခွန်နောက်မတွဲလို့ကျွန်တော်ကဒီကနေမြုပ်နေတဲ့အကွက်ကိုယူတာဒီမှာကသူကကိုခွန်နောက်တွဲ တင်ငါကိုပတ်လည်နဲ့ကိုကိုခုနောက်တို့ရဒီမှာဖြစ်တာထိတ်စည်းနှလုံးကလည်းသူကခွန်ရှစ်ကိုဆိုပြီးဒီမှာကိုဖြစ်လို့သူကကိုဆိုတော့30မကြော်လို့မရတော့ဘူးလေအဲ့တော့ကိုအသေးဆိုတော့သူကကိုအသေးဆိုတော့ကြတော့ဗတိ16ကိုအဲ့ဒီသူ့နောက်မှာလိုက်ထွက်ပြီးတဲ့အချိန်မှာထိတ်ထောင်နောက်ထောင်3လုံး3ညနောက်ထောင်3လုံး9နောက်ထောင်3လုံး8ဆိုတဲ့အောက်မှာပဲသူကအဲ့တုံကတ်ကိုကစားသွားတာကစားပြီးတာနဲ့အဲ့ဒီနှစ်ထဲမှာပေါ့နော် အဲကျွန်တော်အတိတ်ကပြန်ပြောမယ်နေဦးမှာတင်ငါကိုပေါ့ဗျာဒီနေဦးတင်ငါကိုရဲ့မူရလို့ကျွန်တော်တို့မလုပ်တော့ဘူးနေဦးတင်ငါကိုနဲ့ဒီလိုမျိုးကိုခုနောက်တွဲဆိုပြီးဖရိန်တဲတာကတလင်နာမှာနှစ်ကပ်ပဲရှိတာအဲ့လိုသူနှစ်ကပ်လို့ဖြစ်တဲ့အချိန်မှာဒီထိတ်ထောင်နှလုံးထိတ်ထောင်ကိုလေသူကစီနီယာနဲ့လာလာ စီနီယံလည်းလာတာလာပြီးတာနဲ့အဲ့ဒီစီနီယံကဟာခွန်ကိုဆက်ခွန်နဲ့ဖြစ်လို့အဲ့ဒီနှစ်ထဲမှာဗရိတ်ခွန်ကိုအသေးနဲ့ပဲလိုက်ခွန်ပြီးကြပြီးတယ်ကြပြီးတော့သူကဒီနောက်ထောင်သုံးလုံးသုံးရရဲ့အောက်ကိုသူကအဲ့ဒီဗရိတ်ခွန်ကိုကြပြီးတာကြပြီးတယ်နော်ကြပြီးတယ်ဆိုတော့အဲ့ဒုတိယတင်္ဂါကိုနဲ့ဒုတိယတင်္ဂါကိုနဲ့ကိုခွန်နောက်တွဲကိုကျွန်တော်တို့ပြောမယ်အမဒုတိယမှာတင်္ဂါကိုပတ်လဲပေါ့နော်တင်္ဂါကို ်တင်္ဃာကိုပတ်လဲပတ်လဲပြီးရတဲ့သူကဒီမှာကိုခုနောက်တွဲလို့တဲတာပဲတဲပြီးရတဲ့ထိတ်ထောင်ထိတ်ထောင်ခွန်ပြီးတော့ဒီမှာရှစ်ဆိုပြီးသူကစားခဲ့တာအဲ့ဒီထိတ်ထောင်ရှစ်ကြောင်သူက30မကျော်တဲ့ရှစ်နဲ့ရှစ်ခဲလို့အဲ့ဒီနေ့ထဲမှာပရိသတ်ရှစ်ဆိုပြီးတော့သူလိုက်ထွက်ပြီးတယ်နောက်ထောင်သုံးလုံးသုံးရဲ့အောက်မှာပရိခွန်တောင်းထောင်သုံးလုံးကိုရဲ့အောက်မှာ British 78ဆိုပြီးသူက လိုက်ညှိပေးတာရိတ်ဆက်ရှိဆိုပြီးလိုက်ညှိပေးတာအဲ့ဒါဆိုရင်ဒီမှာသူကခွန်ကိုလည်းမတွဲခဲ့တဲ့ကြောင့်ကျွန်တော်ကဒီအောက်ကလင်နာရဲ့ဖြစ်စဉ်ကိုလိုက်ကြည့်လိုက်တာမတင်ငါကိုကဒီအောက်မှာလာဖြစ်တာတင်ငါကိုပေါ့နော်အဲ့ဒီတင်ငါကိုရဲ့အောက်တပွဲကြောင့်မှလည်းသူကကိုခွန်နောက်တွဲဆိုပြီးသုံးကတ်လုံးကစားတာကစားပြီးတော့သူကထိတ်စီးကစီနီယာနဲ့ခွန်ရှစ်ကိုထိတ်နေကိုခွန်ရှစ်ကိုထိတ်နေကိုသူကကစားတာ ေးတာပေးတော့အဲ့ဒီခိုရှစ်ကိုထိတ်ကြောင့်သူကဗရိတ်19ကိုအဲ့ဒီနေထဲမှာလိုက်ထွက်ပေးတာညီမသူ့နောက်မှာသူ့နောက်မှာလိုက်ထွက်ပေးတော့နောက်ထောင်3လုံး၃ညာနောက်ထောင်3လုံးကိုနောက်ထောင်3လုံး8ဆိုတဲ့စီနီယာခုတုံညာ6 8ဆိုတဲ့စီနီယာလည်းပဲလိုက်ပြီးတော့သူကစားပေးတာအဲ့လိုမျိုးလေအဲ့ဒီကစားကွက်ထဲမှာအများကြီးတော့အများကြီးရှိတယ်အများကြီးရှိရဆိုတော့ဒီအဲ့ဒါဆိုရင်အဲ့ဒီဒီမှာ သူ့ရဲ့တစ်ကြိမ်၊နှစ်ကြိမ်၊၃ကြိမ်၊၄ကြိမ်၊၅ကြိမ်၊၆ကြိမ်၊၇ကြိမ်၊၈ကြိမ်၊၉ကြိမ်၊၁၀ကြိမ်၊၁၁ကြိမ်၊၁၂ကြိမ်၊၁၂ကြိမ်မြောက်ကနှစ်တစ်သုံးမှာလိုက်ထွက်ပြီးတယ်နောက်နှစ်ကိုနော်လိုက်ထွက်ပြီးတော့ဒီကောင်မှာပရိ6ဖြစ်လို့တီတင်ငါကိုကိုခုနောက်တွဲရဲ့ဖရင်ရတင်ငါကိုကပရိငါမလို့ငါပါပါဒီဒီကနန်းငါလုံးပေါင်းကြီးဆိုတော့ဒီကောင်နဲ့ဒီလိုပေါင်းကြီးကိုသူကတုံညပုံတည်နေသူကလိုက်ကစားပြီးတယ်နော်ဒါပေမဲ့သုံးကဆိုတော့လှည့်စားပြီးမွေးဆိုင်ပဲ ဲ့တော့သူ့ရဲ့ဆက်နှစ်ကြိမ်မြောက်ကကနန်းဟာနောက်နှစ်ကိုလိုက်ထွက်တယ်နော်အဲ့ဒါဆိုရင်ဒီကောင်ကနေသူ့ရဲ့ဆက်နှစ်ကြိမ်မြောက်ကလေးတခုနောက်နှစ်ကိုဒီမှာလိုက်ထွက်တယ်နော်သူကလည်းသူကဗရိတ်နှစ်မလို့သူ့ရဲ့ဇောင်းမှာဒီမှာရှစ်ခံပြီးကမှာနှစ်သုံးညဖြစ်အောင်ဒီကောင်းရဲ့ပါဝါတင်ငါကိုဗရိတ်ငါရဲ့ပါဝါတုံးကြီးဒီကနန်းငါလုံးကိုသူကသူကပဲဖြစ်တာပေါ့နော်ဒီတုံးညပဲဖြစ်တာ အဲဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဆက်နေချိန်မြောက်က6395မထွက်ခဲ့တဲ့အတွက်ကြောင့်ဟိုဒါကတီဦးတင်ငါကိုတုံးကကြတော့မြင်သားသွားတယ်လေသူကလှဲစားတော့မှာဟုတ်လားလွယ်လွယ်မမြင်နိုင်တဲ့စိုက်မျိုးကပဲသူဒီတုံးကအတူကိုပေးမှာပုံစံတူကနန်းတူကြီးကြတော့သူပေးဖို့ကခဲရင်းပြီဒီမှာကြတော့ကျွန်တော်ကြိုက်တာကမြှုပ်ထားတဲ့အကွက်မလို့ကိုခုနောက်တွဲနဲ့ပဲယူလိုက်တော့တာယူတော့ကြတော့အဲ့ဒီအဲ့ဒီလိုသူကဒီကိုခုနောက်တွဲလို့တည်ပြီး တဲ့ပြီဆိုတော့ねသူကနေ12ကြိမ်2ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်11ကြိမ်12ကြိမ်မြောက်ကဒီ5 9 8ကနောက်နှစ်ကိုထွက်မြဲထွက်တော့ ဒီတင်ငါကိုးနဲ့ကိုးခုံနောက်တွဲကိုတည်ဆော့ခဲ့လို့တင်ငါကိုးကတုံလုံးပေါင်းကြီးပရိငါဖြစ်လို့ငါပါဝါတုံညာနဲ့ချုပ်မဲ့ဆိုရင်ဒီကောင်ကနှစ်ပရိဖြစ်လို့သူ့ရဲ့ဒီအပေါ်ဆောင်မှာ နောက်ပေါင်းရှစ်ဖြစ်နေတဲ့အတွက်နောက်ပေါင်းရှစ်ရဲ့နောက်ကိုတစ်ချက်ဩဝါမှာကျွန်တော်တို့ကဒီရှစ်နဲ့ဒီပရိနှစ်နဲ့ဒီနေရာမှာပရိနှစ်၁၂ချိန်မြောက်ကပရိနှစ်နဲ့ဖြစ်မှာတုံညာဆိုတော့တင်ငါကိုးနဲ့ကိုးခုံနောက်တွဲဆိုတော့ပရိငါငါပါဝါကဏ္ဍငါလုံးပေါင်းကြီးကိုတုံညာဆိုပြီးတော့ကျွန်တော်တို့ကဖြစ်ရမှာ အဲ့လိုသဘောနဲ့တွားတာအဲတွားတဲ့ဆိုရင်အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်ရှင်ငါကိုကကျွန်တော်မင်းကြီးကပြောပြီးပြီအဲ့ဒီနှစ်ထဲကပဲကျွန်တော်ကရှစ်ကတ်မှလိုက်ခဲ့တာမပြီးခဲ့တာတွေကဒီကတ်မှလိုက်ရမှာပေါ့ဗျာနော်လိုက်ရမှာပေါ့ဆိုတော့ ဒီနှစ်ဦးဒီလိုကိုကိုနောက်တွဲခဲ့လို့ပဲသူလည်းပုံစံသူပဲတစ်ထိတ်နဲ့ကစားခဲ့လို့24ချိန်မြောက်မှာသူကတစ်ထိတ်နဲ့ပဲကစားခဲ့တာနော်အဲ့ဒီတစ်ဟာတစ်နောက်ဘူးဆိုပြီးနောက်နှစ်ကိုထွက်တယ်ဒီမှာလည်း20နှစ်ဦးတစ်ထိတ်နဲ့အဲ့ဒီကိုကိုနောက်တွဲရဲ့အပေါ်တပွဲကျော်တင်ငါကိုကထိတ်စီးရ24ချိန်မြောက်မှာပြန်ရင်တစ်ထိတ်နဲ့ပဲကစားတယ်ဒီကောင်ကလည်းဒီတိုင်းပဲကိုကိုနောက်တွဲရဲ့အပေါ်ကကိုထိတ်စီးရသူကနေ24ချိန်မြောက်ဆိုဒီမှာပဲကိုထိတ်နဲ့ပြန်ကစားတာဒါ24ချိန်မြောက်နော်24ချိန်ပြည့်တာ မင်းညာလည်းကျွန်တော်ရေးပြီးပြီအဲ့ဒါဆိုရင်ဒီကိုးဟွာသူ့ရဲ့နောက်နေထဲမှာကိုးနောက်ဘူးကိုးဘူးကိုးခွာတုံးကန်ရောက်ရင်တော့ကိုးဘူးကိုးခွာမွေးနော်ဒီကြိမ်လည်းကောင်းပါတယ်ကြိုက်တဲ့လူတွေကိုကြိုက်တာနဲ့ကပ်ဆယ်ကွက်လုံးမွေးခြင်းလည်းမွေးကိုးနောက်ဘူးကိုအဓိကတင်ထိုးနော်ကိုးနောက်ဘူးကိုတင်ထိုးမယ်ကိုးဘူးကိုးခွာဟာလား မအာနိုင်တဲ့လူဟာ10ခွဲလုံးမထိုးရင်ကိုးနောက်ဘူ CD နဲ့မွေးပေါ့နော်အာနိုင်ရင်တော့ကောင်းတယ်28ခွဲပဲရှိမှာဖွင့်ရောမှာအဲ့ဒါဆိုရင်အဲ့ဒီ line နဲ့ကပဲသူကဘာတွေထက်လောက်သေးလဲဆိုတော့ဒီကိုးခွန်နောက်တွဲကအသက်ပြည့်လို့အဲ့ဒီကိုးခွန်နောက်တွဲရဲ့အောက်တပွဲကျော်ကခွန်တုံညာတစ်နောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တယ်နော်ခွန်တုံညာတစ်နောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တယ် เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ6ခုနောက်တွဲရအောက်တပွဲကျော်က6ခုနောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တယ်เนาะ6ခုဒီမှာထွက်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာသူ့ရ6ခုနောက်တွဲရအောက်တပွဲကျော်က9လေးလေးရနောက်တစ်နှစ်ကျော်ကိုလိုက်ထွက်ဆိုရင်ဒါကဒီတစ်ချိန်ရောအကျုံးဝင်ပြလိုက်ပါတယ်6ချိန်ကစမွေးပဲ ကျွန်တော်ကလေးရှိဘူးကြိုက်တယ်နော်လေးရှိဘူးကြိုက်တယ်လာရင်လေးရှိဘူးအရင်လာတတ်လို့နော်လေးရှိဘူးဒက်အာမွေဟုတ်ပြီဒီစီဂရီကလင်နာကိုဒါနဲ့ပဲအဆုံးသတ်ထားမယ်ဒါကမွေကနန်းတင်ထားတဲ့ကလင်နာလေးတွေပဲဘာဖြစ်လို့လဲဆိုရင်မှတ်သားထားမယ်ပေါ့နော်အဲ့တော့ကိုဘူးကိုခွားရော ငါလီလီရောအဲ့တော့အနီးကအရာမှာကဒီအချိန်မှာဘာလို့ကောင်းလဲဆိုတော့ကျွန်တော်နောက်ရက်တွေအများကြီးတင်ပေးဖို့ရှိတယ်เนาะဒါကတော့ကိုကိုတယောက်နဲ့တယောက်ကမတူဘူးအယူဆမတူဘူးအားလုံးနောက်ရက်မှာကျွန်တော်တို့ပြောကြမယ်เนาะ